ကဘာရရက်ကတောက်ကျိုးနဲ့သုံးဝင်ပစ္စည်းများနံပါတ်1ဘဲနှုတ်သေးခွေးနှကောင်းစွတ် What ဒီပစ္စည်းကတော့ညိုကီတို့အိမ်မှာမဲမဲမြံဆွဲခြင်းနဲ့တခင်လိုပါဇက်တရမ်းတတ်တဲ့အာဟုလေးတွေအတွက်တောက်ကျိုးနဲ့ဘဲနှုတ်သေးပုံစံနှကောင်းစွတ်ပဲဖြစ်ပါတယ်ခွေးလေးတွေကိုလမ်းချောက်ထွက်တဲ့အခါဒါမှမဟုတ်လူစီကားတဲ့ရက်တွေကိုခေါ်သွားတဲ့အခါမှာနှကောင်းစွတ်ဆွတ်ပြရတာမျိုးတွေရှိပါတယ်ပုံမှန်နှကောင်းစွတ်တွေကခွေးလေးတွေကိုကြီးလိုက်တာနဲ့တင်ကြောက်စရာကောင်းနေတာမျိုးဖြစ်တတ်ပါတယ် ဒါပေမဲ့ဒီ double muzzle လေးကိုစုပ်ပစ်လိုက်တာနဲ့ဘဲနှုတ်သီးရှင်ရှင်လေးဖြစ်သွားပြီးတောက်တော့လဲကိုချစ်စရာကောင်းသွားစေပါတယ်။ဒီဘဲနှုတ်သီးလေးနဲ့ဘယ်သူမှကိုက်လို့မရနိုင်ပါဘူး။ဒီဇိုင်းကတော့အလှပကြိုက်တဲ့ကိုရီးယားနဲ့ဂျပန်လိုနိုင်ငံတွေကနေပေါ်ပေါက်လာတာဖြစ်ပြီးအာဟုတွေအတွက်ချစ်စရာကောင်းတဲ့ဖက်ချင်းပစ္စည်းဖြစ်ရေပန်းစားပါတယ်။အဲ့ဒီလိုချစ်စရာကောင်းသွားတဲ့ခွေးလေးကိုအရင်ပြုပြီးစော်ပစ်ကောင်းဘဲပြမတွေလဲလမ်းပေါ်မှာအရှင်းရှင်းတွေ့ပြီးအာဟုရေးတဲ့ဖူးစာတွေပါတယ်ဖြစ်လာနိုင်တာမို့အမြန်ရွေးချယ်တဲ့ပစ္စည်းဖြစ်ပါတယ်။ Okay ပါ နံပါတ်2ငှက်ကလောက်ခေါင်းဟမ်ဒီတစ်ခုကတော့ခရီးသွားတဲ့သူတွေအလုံးမတည်ရင်းမရှင်တဲ့သူတွေအတွက်တောက်ကျိုးနဲ့သုံးဝင်တဲ့ပစ္စည်းပါငှက်ကလောက်တွေဟာအနေရရှိရင်ခေါင်းတဲတဲမြုပ်တက်တယ်ဆိုတဲ့အကျင့်ကို inspire ယူပြီးလူလည်းခေါင်းတွေလက်တွေထိုးထည့်ပြီးလူလည်းခေါင်းမရှောင်ကာလနဂါလို့ conclusion တွေအတွက်တည်ထွင်ထုတ်လုပ်ထားတာဖြစ်ပါတယ်ဒါကိုစုပြီးတစ်ချက်ငိုင်းလိုက်တာနဲ့ပတ်ဝန်းကျင်ကစူညံတန်းတွေအလေးရောင်တွေအကုန်ပျောက်သွားပြီးကောင်းကောင်းကျိုးလို့ရမှာဖြစ်ပါတယ်အလို့အထုတ်မကန်မရှင်းညိုကီယာအခုလိုပဲလူလည်းခေါင်းလူလည်းကြစီးစိမ်ခံလို့ရမှာဖြစ်ပါတယ် ဒီပစ္စည်းကိုစပိန်ခြေဆိုင်ကုမ္ပဏီတစ်ခုကနေ2019ခုနှစ်မှာလူပြင်းအားဖြင့်စတင်တည်ထွင်ခဲ့တာဖြစ်ပြီးကမ္ဘာတဝန်းခရီးသွားတွေနဲ့ရုံးဝန်ထမ်းတွေကြားမှာလူကြိုက်များလာပါတယ်။ဒါပေမဲ့ညဘက်အေဂျင့်တဲ့သူတွေအိပ်ပျော်နေတဲ့လမ်းထားထားလျှောက်တတ်တဲ့သူတွေနဲ့ညိုကီတို့လိုတခွိခွိဟောက်တတ်တဲ့သူတွေကတော့ဒီလိုပစ္စည်းမျိုးကိုဝေးဝေးရှောင်တာကောင်းပါတယ်။ပန့်နံပါတ်3အိတ်ငိုက်အလံကောင်းဆောင်အိတ်ငိုက်တာနဲ့ vibration နဲ့အလံထထအောင်မဲ့တောက်ကျွန်းတဲ့အသုံးဝင်ပစ္စည်းလေးပါ။ ဒီလိုပစ္စည်းလေးတွေကိုပြောမကောင်းဆိုမကောင်းចောင်းသားကိုဂယူဆက်ရတဲ့ဂိုက်ဆရာတို့စာကောင်းကောင်းမချက်ဘဲငိုက်ဘဲငိုက်နေတဲ့မိမိသားသမီးတို့တထားပစ်လိုက်တက်ပါတယ်အလန်းတန်ကြားတာနဲ့အိယာတရနဲ့ပစိုးမပြီးခါထပြေးကံယုံပါပဲကြာကနာအင်းငိုက်တက်သူတွေညာစောနဲ့ကျူထားလို့အေးပြစ်နေတတ်တဲ့ကာသမားညူကီတွေအတွက်ဒီပစ္စည်းကအရန်သုံးဝင်နိုင်ပါတယ်အင်းငိုက်တဲ့ခါမှာဘေးမှာပါလာတဲ့ကောင်မလေးကကိုကိုမငိုင်းနဲ့တော့လို့လာပြောရင်ကိစ္စမရှိပါဘူးဒါပေမဲ့ညူကီတို့လို့ဂေါမစွန်တွေကတော့ဒီလိုလမ်းလေးတစ်ခုတက်ကိုတက်ထားဖို့လိုအပ်ပါတယ် ဒါမှခေါင်းငိုက်ကြွားတာနဲ့အတန်ကြီးပေးတာကြောင့်မို့လိုရာခီကိုဘေကင်းင်းနဲ့ရောက်နိုင်မှာပါအင်းငိုက်သွားတဲ့အခါမှာဒီလိုလမ်းလေးတွေကအသက်ကယ်နိုင်ပေမဲ့ဒီမဟိုတိတ်ကြိုက်သွားတဲ့ညိုကီတို့အဖို့တော့အနမ်းလေးတွေကတသက်မေ့စေနိုင်တော့မှမဟုတ်ပါဘူးဗျာ။မစနဲ့ကွာ။မငိုရင်းလာမြင်။နံပါတ်၄လေပင်ဆွဲပန်ကပူပြင်းတဲ့ရာသီဥတုမှာရေမိုးရှိုးထားပြီးရွှေရည်တန်တွေနဲ့နန်းစော်မနေချင်တဲ့သူတွေအတွက်တောက်ကျွန်းတဲ့လေပင်ဆွဲပန်ကဖြစ်ပါတယ်။ဒီပန်ကတော့ညိုကီလေပင်မှာချိန်ဆွဲထားလိုက်ရုံပါပဲ။ ဘတ်စကားစီးစီးလမ်းမဲလျှောက်လျှောက်ရုံတော်တော်လေးရတဝီဝီနဲ့ညုကိမျက်နှာကိုတိုက်နေမှာပါ။သူမအောင်နေရာတကာခေါ်သွားရင်ပါရက်ခမ်းမှာဖြစ်ပြီးဒီပံငါလေးကိုနေရာတကာတည်သွားရင်တဲအမွှေးနှက်တာတွေလိမ့်ချထားတဲ့လေပင်းနဲ့ကိုကလေးရအေးမြမွေးကျူလန်းစန်းနေစီမှာပါ။ဒါကြောင့်မို့အစင်းပြင်းကိုကလေးမွေးကျူကျင်နေတဲ့ညုကိတို့အတွက်စောင်းသားတင်တဲ့လေဆွဲပံငါလေးပဲဖြစ်ပါတယ်။နံပါတ်5တောက်စားမျိုးကော်ဖီကွက် What ညိုကြီးကတောက်လဲတောက်စားလဲစားတတ်တဲ့သူဆိုရင်ဒီလိုတောက်စားမျိုးကော်ဖီကွက်ကတကယ်အဆင်ပြေပါတယ် ခွက်ကိုစားလို့ရတဲ့ဘစ်စကစ်မျိုးနဲ့လုပ်ထားတာပါဒီခွက်တွေကပုံမှန်ကော်ဖီခွက်တွေလိုပဲကော်ဖီပူပူလေးကိုထည့်တောက်လို့ရပါတယ်ဒါပေမဲ့တောက်ပြီးသွားရင်ခွက်ကိုလွှတ်ပစ်စရာမလိုပဲဝါးပြီးမြှချလိုက်လို့ရပါတယ်อืมဒီလိုမျိုးစားသုံးနိုင်တဲ့ခွက်တွေကိုအိန္ဒိယနဲ့ဥရောပနိုင်ငံတွေကလည်းစတင်တည်ထွင်ခဲ့ကြပြီးအခုဆိုရင်ကမ္ဘာတွင်းမှာရေပန်းစားလာပါပြီမြန်မာနိုင်ငံမှာတော့အခုထိကြေကြေပြန့်ပြန့်မတွေ့ရသေးပါဘူးဗျာခေါပီးထားခဲ့ရင်တော့ကျင်းတဲ့နေတဲ့ညိုကီတို့အတွက်တောက်ပြီးစားကြည့်ရင်မျိုးချလို့ရတဲ့တောက်ကျိုးနဲ့တောက်စားမျိုးခွက်ကလေးအဆင်ပြေစေမှာပါ ဟုတ်တယ်ငါအလုပ်တွေငါအလုပ်ငါဘွားရတနာဖို့ကောင်းပါတယ်ကွာဘောနဲ့နေနဲ့တင်ပြကျင်တာကတော့အင်တာခွက်မီလီပဲဖြစ်ပါတယ်ညတကောင်ကိုလုံးပြောင်ပြောင်နဲ့ကိုင်းနေပြီဖွင့်ရမှာအဆက်သေးတဲ့သူတွေမီးလင်းမှာမျက်စိချိန်ပြီးအေးအေးပြတ်တဲ့သူတွေအပြင်မှာညိုကီတို့လိုမူးကျင်ရမူးကဲကျင်ရကဲလာပြီးချီချူဖလာဝါပေါ်အင်တာခွက်ပြောင်နေတဲ့ခွက်ပြောင်မူးတွေအတွက်အရန်တင်တော်တဲ့တောက်ကျိုးနဲ့အင်တာခွက်မီးလေးတွေပဲဖြစ်ပါတယ်။အင်တာအောင်ညပဲလှလှပပလေးတက်ရှင်ရိုးဆန်ဆန်လေးမီးထွန်းရှင်တဲ့ညိုကီတို့အတွက်အခုပဲလက်မလို့တင်မဲ့လိုက်ရှာဆောင်ထားတဲ့ပစ္စည်းလေးပဲဖြစ်ပါတယ်။ ည်တည်ကြည့်ပေးကြလို့ကျေးဇူးပါနောက်ဗီဒီယိုဒီမှာဒီထက်ပိုထူးဆန်းတဲ့အကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်